မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ Match လ15ရက်နေ့မနက်ပိုင်းရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်စခန်းသိမ်းတိုက်ပွဲသတင်းကတော့ချင်းပြည်နယ်ရဲ့ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ဖလန်းမြို့မှာစစ်ကောင်စီအုပ်စုနဲ့တော်လှန်ရေးတပ်တွေတုံးရက်ဆက်တိုက်တိုက်ပွဲတွေပြင်းထန်နေပြီးတော့တိုက်ပွဲအတွင်းမှာစစ်ကောင်စီအုပ်စုလက်အောက်ခံတပ်သားတဲ့စစ်တုံးဘန်းတွေနဲ့လက်နက်တချို့ကိုတိုက်စီရမိထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် စစ်တပ်ကကောင်းတယ်ဒေတာကိုတော့အတိအကျမသိရသေးဘူးစစ်တုံးမန်းနေနဲ့လက်နက်ခဲရန်တင်းစီရရှိတာတွေရှိတယ်ထွက်ပြေးသွားတာတွေလည်းရှိတယ်လို့စီရဲသတင်းရင်းမြစ်တူကပြောပြထားပါဗျ။မက်လာ၁၂ရက်နေ့ကနေမက်လာ၁၄ရက်နေ့အထိဖလန်းမျိုးကို၃ရက်တာတိုက်ပွဲအတွင်းမှာစစ်အုပ်စုတွေအသေးပြောက်တွေရှိခဲ့ပြီးတော့မသေးတဲ့စစ်ကောင်းစီအုပ်စုတွေကတော့စခန်းကိုဆွန့်ခွာထွက်ပြေးသွားတယ်လို့မြို့မကျဆုံးရေးအတွက်လေချောင်းကနေအဆက်မပြတ်ဘုံကျဲတိုက်ခိုက်နေတယ်လို့ချင်းညီနောင်ပြောရေးဆိုခွင့်ရှိသူစလိုက်တင်မီကရှင်းပြထားပါဗျ။အခုကကျွန်တော်တို့ရဲ့အနေအထားကတော့အသာစီးရတဲ့အနေအထားမှာရှိပါတယ် ်မနေ့ကဆိုရင်အခေါက်ပေါင်း20ထက်မနေ့ကိုမနေ့ကနေညအထိကိုဘုံတွေလာကျဲတယ်လေချောင်းပြစ်ခတ်မှုကတော့တော်တော်လေးကိုများတယ်နောက်ပြီးတော့ကျွန်တော်တို့ဘက်ကနေပြီးတော့အရှင်ဖမ်းမိထားတဲ့စစ်သားတွေလည်းရှိတယ်တိုက်ပွဲကတော့ဆက်လက်ပြင်းထန်နေတဲ့အခြေအနေမှာရှိပါတယ်လို့စလိုင်းတင်မီကရှင်းပြထားပါတယ်အဲ့ဒီတိုက်ပွဲအတွင်းမှာတော်လိုင်းရဲဘော်တအူးကြဆုံးခဲ့ပြီးတော့ဒီကైဒဏ်ရာရှိသူတချို့လည်းရှိတယ်လို့တော်လိုင်းအင်အားစုတွေကပြောပါတယ် လန်းမျိုးတင်စစ်စင်ရေးအတွေ့မှာတော်လိုင်းတက်တွေကမျိုးရင်းစစ်စခန်းအများပြားကိုတိမ့်ပိုက်ထားနိုင်ပြီဖြစ်ပေမဲ့တောင်ကုန်းပေါ်မှာတည်ရှိနေတဲ့စစ်ကောင်းစီအုပ်စုရဲ့ခြေလင်းတိုင်ရင်ခလိုက်ရ268ကိုတိမ့်ပိုက်နိုင်ဖို့ကြံနေသေးတယ်လို့သိရပါဗါးအဲ့ဒီတက်ကုန်းပေါ်မှာအခြေပြုနေထိုင်နေတဲ့စစ်ကောင်းစီအုပ်စုကိုတော်လိုင်းအင်အားစုတွေကဝိုင်းဝန်းပိတ်ဆို့ကရိတ်ခါဖြတ်တောက်ထားတာဖြစ်ပြီးတော့မက်စလာ12ရက်နေ့မှာစစ်ကောင်းစီအုပ်စုတပ်တွေကစစ်ကြောင်းပြန်ထိုးတာကြောင့်မက်စလာ14ရက်နေ့အထိကို၃ရက်ဆက်တိုက်တိုက်ပွဲတွေဖြစ်ပွားနေခဲ့တယ်လို့ ချင်းညီနောင်ဆစ်စင်ရေးတရင်အေးမေကပြောပြထားပါဗျ။အဲ့ဒီသုံးရတာတိုက်ပွဲအတွင်းမှာစစ်ကောင်စီအုပ်စုအသေးပြောက်တွေရှိပြီးတော့စစ်တုံးဘန်းတွေနဲ့လက်နက်ခဲယံတချို့ကိုတင်းစီရရှိထားတယ်လို့စစ်ရေးတရင်အေးမေကပြောပါတယ်။ဖလန်းမျိုးကိုတင်ပိုင်နိုင်ရေးအတွက်ချင်းညီနောင်ဆစ်စင်ရေး Operation CB အဖြစ်နဲ့ချင်းညီနောင်ချင်း Brothers CB နဲ့မဟာမိတ်တွေက2024ခုနှစ်ဩဂတ်လ9ရက်နေ့မှာစတင်ပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။အဲ့ဒီထိုးစစ်ဆင်တိုက်ခိုက်မှုအတွင်းမှာ ဖလန်းမြို့တွင်စစ်ကောင်စီအုပ်စုရဲ့အထိုင်စခန်းတွေဖြစ်တဲ့ထွေအုံယုံမြို့နယ်ရဲစခန်းခရိုင်ရဲစခန်းစောက်လို့ရေးယုံတွေကိုတင်ပတ်ရရှိခဲ့တယ်လို့သိရပါတယ်။အလားတူပဲစခန်းသိမ်းတိုက်ပွဲတွေအတွင်းမှာဖလန်းခရိုင်ရဲတပ်ဖွဲ့မှ ဒုရဲမူးကြီးအစ်စ်အရာရှိအပါဝင်ဖလန်းမြို့နယ်ရဲမူးဒုရဲတပ်ဖွဲ့မှုနဲ့အခြားရဲအရာရှိ စုစုပေါင်း45ဦးကိုအရှင်လက်ရဖမ်းဆီးရမိခဲ့တယ်လို့လက်နက်ခဲရအများပြားကိုလည်းသိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်ချင်းပြည်နယ်အတွင်းမှာတော့ချင်းတော်လှန်ရေးတပ်တွေကမင်းတပ်ကံပတ်လက်မတူပီတွန်းဆန်ကြီခါရီကော်ဒါလိုင်လင်းပီကျင်တွေးမကွေအိမ်နူနှာရေရေးစွာ ဝေဘူးလစုခွာစတဲ့မြို့တွေကိုပိတ်ပိုက်ထိန်းချုပ်ထားပြီးတော့ပလောက်ဝမြို့နယ်စမင်းမြို့တွေကိုအရခတတ်တော်အေအေကပိတ်ပိုက်ထိန်းချုပ်ထားတယ်လို့သိရပါတယ်။ချင်းပြည်နယ်အတွင်းဟာခါထန်တလန်ခိုင်ကန်းနယ်တိရိန်မြို့နယ်တွေမှာတော့စစ်ကောင်စီအုပ်စုတွေကြံရှိနေစေဖြစ်ပြီးတော့ချင်းပြည်တဝမ်းစစ်ကောင်စီအုပ်စုတွေအများဆုံးကင်းစင်ရေးအတွက်လှုပ်ဆောင်မယ်လို့ချင်းပြည်တော်လှန်ရေးတပ်ဖွဲ့တွေကထုတ်ဖော်ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းအုတ်တွင်းမြို့နယ်မှာလူငယ်များကိုစစ်မှုထမ်းပေါ်တာဆွဲဖမ်းဆီးနေတဲ့ရာအိမ်မှုမင်းအောင်ကိုပြစ်ခတ်တိုက်ခိုက်ပြီးတဲ့နောက်အလောင်းလာကောက်တဲ့စစ်ကောင်စီတပ်သားများနဲ့တိုက်ပွဲဖြစ်ပွားခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလာ17ရက်နေ့ညနေ4နာရီခွဲအချိန်ကမှအုတ်တွင်းမြို့နယ်ဥယျာဉ်တော်ကျေးရွာမှာနေထိုင်တဲ့ရာအိမ်မှုမင်းအောင်ဟာ ဘီယာဆိုင်မှာထိုင်နေတဲ့အချိန်တောင်ကုန်မြို့ဒေသဆိုင်ရာအထူးမြို့ပြပျောက်ကြားတပ်ဖွဲ့ကတော်လိုင်းရဲဘော်များကဘီယာဆိုင်အတွင်းထဲကိုဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာတေဆုံးသွားတယ်လို့သိရပါတယ်။တေဆုံးသွားတဲ့ယာအိမ်မူမင်းအောင်ဟာအကြမ်းမစစ်တပ်နဲ့ပူးပေါင်းပြီးတော့အရဲသားပြည်သူများကိုအတင်းအဓမ္မစစ်မှုထမ်းရန်ဖမ်းဆီးခြင်းဖမ်းဆီးခံရတဲ့ပြည်သူများထံကနေပြီးတော့ငွေညစ်အစမတန်တောင်းခံခြင်းစီရင်နွမ်းပါတဲ့ပြည်သူများအပေါ်မှာချင်းချောက်အနိုင်ကျင့်ဗိုလ်ချခြင်း ်ပါမန်လက်လုပ်လက်ဆအရသာပြည်သူများကိုလည်းဖမ်းဆီးပေါ်တာဆွဲကအကြမ်းဖက်စစ်တပ်ထံကိုအနှံ့ခြင်းများပြုလုပ်နေတဲ့အတွက်ကြောင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ရခြင်းဖြစ်ကြောင်းတောင်ငူမြို့ဒေသဆိုင်ရာအထူးမျိုးပြပျောက်ကြားတပ်ဖွဲ့ကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်။အဲ့ဒီပြစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်အထူးမျိုးပြပျောက်ကြားတပ်ဖွဲ့ကတော်လိုင်းရဲဘော်များကပြန်လည်ဆုတ်ခွာလာတဲ့အချိန်အလောင်းလာကောက်တဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကတော်လိုင်းရဲဘော်များကိုဝိုင်းဝန်းပိတ်ဆို့ပြစ်ခတ်ခဲ့ရာ နိုင်ဝက်ခန့်ကြားထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်သားများပိတ်ဆို့တိုက်ခိုက်နေတဲ့ကြားထဲကတော်လိုင်းရဲဘော်များအလုံးဟာဖောက်ထွက်နိုင်ခဲ့တော်လဲတနက်နက်လက်ဆုံးရှုံးခဲ့ရတယ်လို့သိရပါတယ်။လက်ရှိအချိန်မှာတော်လိုင်းရဲဘော်များအလုံးလူမြောက်နေမြေအတွင်းမှာဘေးကင်းစွာပြန်လည်ရောက်ရှိနေပြီဖြစ်တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်သားများကတိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်အရသာပြည်သူတအုပ်ကိုအကြောင်းမဲ့ဖမ်းဆီးသွားတယ်လို့သိရပါတယ်။ကျွန်တော်တို့ကတော့အကြမ်းဖက်စစ်ကောင်စီတွေရဲ့ဒေါက်တိုင်နေမှန်တယ်များကိုပုတ်ကိုရေးမပါဘဲရန်ငါစီးပြတ်သားစွာနဲ့ အဂရိကင်းရှင်းစွာဆက်လက်ပြီးတော့တိုက်ခိုက်သွားမှာပါလို့တောင်ကိုအထူးမြို့ပြပျောက်ကြားတပ်ဖွဲ့ကတော်ဝင်ရှိသူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခမောင်းဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းရေတာရှင်မြို့နယ်ရွာသိပ်ရွာကိုမီးရှို့နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုဝင်ရောက်တိုက်ခိုက်ရာစစ်တပ်ကထိခိုက်ဒေဆုံးမှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မေလမင်းမေစပ်ပါ မတ်လ13ရက်နေ့ည9:30မိနစ်ခန့်မှာဒေတာရှင်မြို့နယ်စစ်တောင်းမြေအရှိတ်ကမ်းမှာရှိတဲ့ရွာတက်ချင်းရွာမှာဝင်းရောက်တပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားအင်အား60ကျော်ခန့်ဟာရွာတက်ချင်းရွာအတွင်းမှာရှိတဲ့ပြည်သူပိုင်နေအိမ်များကိုမိရှုဖျက်ဆီးနေခြင်းကြောင့်တော်လိုင်းပူပေါင်းအဖွဲ့များဝင်းရောက်တိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီထိတွေ့တိုက်ပွဲဟာ55မိနစ်ခန့်ကြာမြင့်ခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့အရေးအတွက်ကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါတယ်။တိုက်ခတ်မှုဖြစ်ပွားပြီးတဲ့နောက်တော်လိုင်းရဲဘော်များအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ ကျွန်တော်တို့အခုရပိုင်းသတိထားမိသလောက်ဆိုရင်အကြမ်းဆက်တကပြည်သူတွေကိုအကြောက်တရားကိုနီလန်းဖောင်းစုံတွေကိုရိုက်သွင်းနေတာမျိုးကို ခက်ဆိတ်ဆိတ်လှုပ်လာတာကိုတွေ့ရပါတယ်။ရွာတွေပြည်သူတွေရဲ့အိုးအိမ်တွေကိုမိရှို့ဖျက်ဆီးတာတွေတံမိုးရှိတဲ့ပစ္စည်းတွေကိုဓမြတိုက်ခိုးယူတာတွေလူနေရွာတွေရက်သေးကိုလည်းလက်နက်ကြီးတွေနဲ့ပစ်ခတ်တာဒရုန်းကိုတုံးပြီးတော့ဘုံကျဲချတာလေရင်ရဟတ်ရင်တွေတုံးပြီးတော့ဘုံကျဲချလာတာတွေအများအများကိုလှုပ်ဆောင်လာတာကိုတွေ့ရပါတယ်။ဒါဘာကိုတွားပြီးတော့ထင်ပေါ်စေသလဲဆိုရင်အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကပြည်သူအပေါ်ကိုငဲ့ညာတနာစိတ်လုံးဝမရှိတော့ဘဲ ဘလူတရက်စည်းတယ်လို့မျိုးစဉ်းစားဆင်ခြင်နိုင်စွမ်းနေကင်းမဲ့လာတာမျိုးဖြစ်ပါတယ်လို့တော်ဝင်လျက်စည်းစစ်ကြောင်းကသတင်းနဲ့ပြန်ကြားရေးတာဝန်ခံရဲဘော် Evil ကပြောပြထားပါတယ်။ဒါ့အပြင်ရှေ့တန်းစစ်မြေနာပြင်းနေမှာလည်းအချက်ပတ်စစ်ကောင်းစီတပ်သားများကစိတ်ကြွဆေးပြားများကိုတုံးဆွဲရှုရှိုက်ပြီးတော့လူသားလိုင်းပုံစံမျိုးနဲ့အသေးခံတိုက်ခိုက်မှုများကိုပုံမှုလောက်ဆောင်လာပြီးတော့လူစိတ်ကင်းမဲ့လာခြင်းတို့ကြောင့်ပြည်သူများဟာစစ်ကောင်းစီတပ်သားများနဲ့ဝေးဝေးမှနေထိုင်ပေးကြပါရန်ရဲဘော် Evil ကထပ်မံတတိပေးပြောဆိုလိုက်ပါတယ်။ ကျွန်တော်တို့ရှေ့တန်းစစ်မြေပြင်တွေမှာအများဆုံးကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေကတော့စစ်ကြောင်းထိုးတဲ့စစ်ကောင်စီတပ်သားတွေကစိတ်ကြွယူသွဆေးပြားတွေကိုရှူရှိုက်ပုံဆွဲပြီးတော့လူသားလိုက်တဲ့ပုံစံမျိုးနဲ့ အတင်းကိုအသေးကတက်ခိုင်းတာတွေကိုလည်းအချိန်မောင်းများစွာတွေ့ကြုံခဲ့ရပါတယ်အခုစစ်ကောင်စီဘက်မှပြဋ္ဌာန်းလိုက်တဲ့စစ်မှုမထမ်းမနေရဥပဒေနဲ့စစ်တပ်ထဲကိုရောက်ရှိသွားတဲ့လူငယ်လူရွယ်တွေဟာလည်းအခုလိုမျိုးစိုးသွန်းရုံညံမှုတွေကိုစဉ်းစားဉာဏ်ကင်းမဲ့စွာနဲ့လှုံ့ဆော်နိုင်ဖို့အတွက်မူရဲ့စေဝါများကိုအသုံးပြုပြီးတော့အတင်းကျစေခိုင်းခံရတယ်လို့သိရပါတယ်ဒါကြောင့်မို့လို့အချုပ်အားဖြင့်ပြောရရင်ပြည်သူလူထုတွေအနေနဲ့လည်းစစ်ကောင်စီရဲ့စိုးရုပ်တဲ့အမှုအကျင့်တွေကိုသိရှိနားလည်ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတိုက်နိုင်သားများရှောင်ရှားကြဖို့တိုက်တွန်းနှိုးဆော်ခြင်းပါတယ်လို့ တော်ဝင်လျက်စီးစစ်ကြောင်းသတင်းနဲ့ပြန်ကြားရေးတာဝန်ခံရဲဘော် Evil ကပြောပြထားပါတယ်၎င်းတိုက်ခိုက်မှုကို RTC စစ်ကြောင်းနဲ့အတူနေပြည်တော်ရှေ့ရတဲ့တပ်ရင်းဘုံမုတ်စိတ်ဦးဆောင်တဲ့ရေတားရှိပကပအဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားများကလက်ရှိအချိန်ထိရွာသစ်ရွာထဲမှာတပ်ဆွဲထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်ရေးမြို့မှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့ခလာရ19တပ်ရင်းမှာတော်ဝင်ထမ်းဆောင်နေတဲ့တပ်ချက်ကြီးတအုပ်အပါဝင်တပ်သားစုစုပေါင်း6ဦးဟာရေးဘလူးတပ်ရင်းထံမှာလက်နက်ခဲယမ်းများနဲ့အတူအလင်းဝင်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မတ်လ14ရက်နေ့ကခလာရ19ကတပ်ချက်ကြီးဇွန်လိုက်ထေး MA3 လက်နက်တလန်ကြီးပေါင်းနှစ်ခု ကြည်အတောင်60နဲ့အတူလာရောက်ပြီးတော့အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ပြီးတော့တက်ကြကြီးကိုဇိုလိုင်းဖေးကိုစုငွေကျပ်330ချိမြင့်ပေးခဲ့တယ်လို့ရေဘလူအဖွဲ့ထံကသိရပါတယ်။အလင်းဝင်ခြင်းနဲ့သူတွေရှိရင်တော့ကျွန်တော်တို့ကိုတိုက်ရိုက်ဆက်သွယ်လို့ရပါတယ်။ကျွန်တော်အသုံးပြုနေတဲ့ Facebook အကောင့်တွေကနေပြီးတော့ဆက်သွယ်လို့ရတယ်။အလင်းဝင်တဲ့သူတွေအကုန်လုံးကတော့စစ်မှုထမ်းဆောင်မဲ့သူတွေမဟုတ်ပါဘူး။တခြားတပ်သားတွေကြတော့လေပြန်တဲ့သူကလည်းပြန်မယ်။နောက်ပြီးတော့အခြေအနေကိုကြည့်ပြီးတော့မှတခြားကဏ္ဍဗတ်ချမ်းမှလည်းဆောင်ရွက်မဲ့သူတွေရှိရင်လည်းဆောင်ရွက်သွားမှာပေါ့။အတိအကျတော့မမင်းမြန်ရသေးဘူး။ သူတို့ရဲ့ဆန္ဒအတိုင်းပဲဆောင်ရွက်ပေးသွားပါမယ်လို့ရေဘလူးအဖွဲ့ခေါင်းဆောင်ကပြောပြထားပါတယ်။ရေဘလူးအဖွဲ့တဲကိုအလင်းဝင်ရောက်လာသူများဟာတက်ချက်ကြီးကိုဇူလိုင်ဖေးတက်သားစောပြေဟိတက်သားဝေအန်ထော့တက်သားခွန်အေးနိုင်စိုးတက်သားကျော်တက်ဦးတတဝေမင်းပိုင်လို့ဖြစ်တယ်လို့သိရပါတယ်။မွန်ပြည်နယ်ထဲမှာတာဝန်ထမ်းဆောင်နေကြတဲ့ရဲနဲ့စစ်သားများလာရောက်ပြီးတော့ပူးပေါင်းကြရန်ရေဘလူးအဖွဲ့ကဖိတ်ခေါ်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်ရေးကြီးသတင်းကတော့ NUG အစိုးရကထိန်းချုပ်ထားတဲ့မန္တလေးတိုင်းစင်ကူးမြို့နယ်လက်ပံလာကျေးရွာကို ၁၄ရက်နေ့မွန်လယ်၃နာရီအချိန်ကစစ်ကောင်စီက၄ချောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့ရာကလေးငယ်နှစ်ဦးအပါအဝင်ပြည်သူ၉ဦးထိခိုက်ဒေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီရဲ့တိုက်ခိုက်ရေးလေရင်ဟာလက်ပံလှကျေးရွာအပေါ်ကိုလှည့်လည်ပြန်တမ်းပြီးတော့လူစီကားတဲ့ကျေးရွာရဲ့ဈေးတဲကိုဘုံကျဲချခဲ့တယ်လို့ဒေသခံတွေကပြောပြထားပါရတယ်။၎င်းတိုက်ခိုက်မှုကြောင့်ပခတ်ထဲကကလေးငယ်တဦးအသက်၅နှစ်ခန့်အရွယ်ကလေးငယ်တဦးအပါအဝင်ဈေးနေရာကဈေးတဲနဲ့ဈေးဝယ်သူအရသာပြည်သူ၉ဦးဒေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပြထားပါရတယ်။တကယ်ကိုလူစီကားတဲ့နေရာကြီးကိုမှကျဲချသွားတာ ါဗျာဈေးရောင်းဈေးဝယ်နေတဲ့သူတွေနဲ့လမ်းသွားလမ်းလာတွေရှုပ်ရှက်ခတ်နေတဲ့နေရာကြီးထိခိုက်တဲ့သူတွေရောတည်တဲ့သူတွေရောအများကြီးပဲလို့လက်ပတ်လှဒေတာကန်တူကပြန်လည်ပြောပြထားပါတယ်သေဆုံးသူများအပြင်ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိနိုင်ပြီးတော့အရေးအတွက်အတိအကျကိုတော့မသိနိုင်သေးဘူးလို့ပြောပါတယ်ဘုံကျဲချမှုကြောင့်ထိခိုက်သူများဟာလမ်းပေါ်မှာအတုံးယုံဖြစ်နေခဲ့ပြီးတော့အနည်းဆုံး9ဦးကန်သေဆုံးနေတာကိုတွေ့မြင်ခဲ့ရပြီး ထိခိုက်ဒေဆုံးသူများကိုဒေတာတွဲတော်လိုင်းတပ်ဖွဲ့များကကူညီမှုများပေးခဲ့တယ်လို့သိရပါတယ်။ဘုံစံများတိုက်ရိုက်ထိမှန်ခဲ့တဲ့လက်ဖက်ရည်ဆိုင်ဟာလည်းမိလောင်ပြက်စီးသွားခဲ့ရပြီးတော့ဘုံစံတိုက်ရိုက်ထိမှန်ခဲ့တဲ့လက်ဖက်ရည်ဆိုင်ဟာလည်းမိလောင်ပြက်စီးသွားခဲ့တယ်လို့ဘုံစံထိမှန်ခဲ့တဲ့နေရာအနီးမှာနေထိုင်ခဲ့တဲ့အမျိုးသမီးတူကပြန်လည်ပြောပြထားပါတယ်။စစ်ကောင်စီရဲ့လေရင်ဟာလက်ပတ်လှခြေရွာပေါ်မှာ၃ချိန်ခန့်လက်ပတ်ပြန်တန်းသွားပြီးတော့ဒုတိယအချိန်မှာဘုံဒီကျချခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့မတ်လ၄ရက်နေ့ကလည်းလက်ပတ်လှရွာရဲစခန်းကိုစစ်ကောင်စီကဘုံကျဲခြင်း ်လေရင်ပေါ်ကနေပြီးတော့ဆက်တက်နဲ့နဲ့ပြစ်ခတ်ချင်းများကိုလည်းလုံဆောင်ခဲ့သေးတယ်လို့သိရပြီးတော့ရဲစခန်းအနီးမှာဈေးရောင်းသူအမျိုးသမီးတအူးတင်ဆောင်ခဲ့ရာကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပေါ်နေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့အကြမ်းဖက်ဆင်အာနာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ